အားလုံးမင်္ဂလာပါရှင်ဒီထက်ကတော့ grade dan chemistry ကိုသင်ပြပေးမယ့်ဆရာမဖြစ်ပါတယ်အခုဒီထက်တော့သင်မယ့်သင်ခန်းစာလေးက chapter 5ပေါ့နော် number dose တွေအကြောင်းပါ number dose မှာဆိုရင်ဒီထက်တော့အောက်စု3ခုကိုသင်သွားမှာဖြစ်ပါတယ် oxygen ရယ် carbon and halogen အောက်စုဆိုပြီးတော့3ခုရှိပါတယ် ဲ့ဒီဒါမှမှဒီထက်ကအခုတင်သွားပြီးမယ့်ဟာက5.1 oxygen ဒီထက်ရောနံပါတ် C oxide oxide တွေအကြောင်းပေါ့နော် and outside is a compound containing oxygen and another element outside guy is a compound so drop bound ဖြစ်ပါတယ်သူ့ထဲမှာဘာတွေပါဝင်လဲဆိုတော့ containing oxygen and another element ပေါ့เนาะအခြားသော dressing ပေါ့ oxygen နဲ့အခြား dressing တစ်ခု ਨੇ ပါဝင်တဲ့ drop bound က outside ဖြစ်ပါတယ် there are six main types of outside ဟုတ်ပြီเนาะ outside အမျိုးအစား6မျိုးရှိတယ်ဘာတွေလဲဆိုတော့ acidic outside ဆိုတာကပြီးတော့မှအသေးစိတ်တစ်ချက်ရှင်းပြပေးမယ်เนาะ acid ကုန်သတ်တိရှိရ outside ပြီးတော့ busy outside base gun that ရှိရ outside ရဲ့ unfortunate outside ဆိုတာဒီ acid gun that ရော base gun that ရောနှစ်ခုစလုံးရှိတာပေါ့နော် dry outside လို့လည်းသုံးတာပေါ့ပြီးတော့နောက်တစ်ခုက neutral outside ဆိုတာကเนาะဓာတ်ပြေတဲ့ outside တွေပေါ့နော်ဘာမှမရှိရ gun that ဒီဘာမှမရှိရ outside မျိုးတွေရဲ့ part outside နဲ့နောက်တစ်ခုက compound outside ဆိုရဲဒီချက်တော့ဘာဖြစ်လဲ dropout outside ဆိုပြီးတော့6ခုရှိပါတယ်အရင်ဆုံးအဲ့ဒီမှာ acidic outside acidic outside ဆိုတာဘယ်လိုမျိုးလဲကြည့်ရအောင် an acidic outside is an outside flow of no matter acid outside ဒီမှတ်ထားပါ no matter outside ဒီဟုတ်ပြီနော် no matter နဲ့အဲ no matter ကနေထွက်ပေါ်လာတဲ့ outside ဒီအကုန်လုံးဒီ acid outside ဖြစ်ပါတယ် it react အဲ့ဒီနော် acid outside ကရဲ w မဲ့ with basic outside နဲ့ဟုတ်ပြီနော် basic outside နဲ့ w ရဲ့အခါမှာတဲ့ to give salts စာနဲ့နော်စာ only ပေါ့နော် shorts only လို့ပြောထားတယ်။ဒါလဲစာတစ်မျိုးတည်းသာလင်းထွက်ပါတယ်တဲ့။ဒါဆိုရင် teacher တို့ကြည့်ရအောင်။နမ်းမတဲ့ outside ဖြစ်တဲ့ carbon dioxide ဟုတ်ပြီနော်ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ဒီချက်ရို sodium oxide ဆိုရဲ basic oxide ပေါ့နော် basic oxide Na2O solid နဲ့ဓာတ်ပြုလိုက်တဲ့အခါမှာ sodium carbonate ဆိုရဲစားလေးထွက်လာပါတယ်ဟုတ်ပြီနော် sodium ဒီ matter carbonate ဒီ acid radical ပေါ့နော် acid radical ဒါပေမဲ့အဲ့တော့ teacher တို့က socks ရေးတာကို chapter 3မှာလည်းသင်ထားပြီးသားပါဟုတ်ပြီနော် soft formula ရေးပုံရေးနေလေဒါဆိုရင် teacher တို့မှတ်ကမှာဒီနော် anion metallic oxide ဖြစ်တဲ့ acidic oxide နဲ့ basic oxide sodium oxide နဲ့ drop ပြုတဲ့အခါမှာဓာတ်ပြုလိုက်တဲ့အခါမှာ sodium carbonate ဆိုရဲနော်စားလေးထွက်လာပါတယ်ဒါဆိုရင် CO2 gas plus Na2O solid equal to Na2CO3 solid sodium carbonate လေးထွက်လာတယ် acidic oxide တွေက react with alkali solution alkali solution နဲ့ပေါ့နော်အာဓာတ်ပြူတယ်ဆိုလို့ရှိရင်တဲ့ to give salts and water စားနဲ့ရေထွက်ပါတယ်တဲ့ alkali solution ဆိုတာ base ကုန်သတ္တိရှိရဲ့အကောင်းင်းနဲ့ပေါ့နော်ဓာတ်ပြူရင်စားနဲ့ရေနဲ့ထွက်လာပါမယ်တဲ့ carbon dioxide co2 gas ဟာပြီနော် carbon dioxide co2 gas blends kcn hydroxide caoh twice aggregates ဒါတော့ဒါတော့တမျိုးတည်းရနော် hydroxide တည်း oxidation number -1 calcium D plus 2ရှိရဲ့ဒါကြောင့်မို့ cross မြောက်လိုက်တဲ့အခါမှာ CaOH strikes aqueous ပေါ့နော် calcium hydroxide equals to ဘာထွက်လဲဆို salt plus water လို့သူပြောထားတယ်ဒါကြောင့်မို့ salt က calcium carbonate plus water ဟုတ်ပြီနော် CaCO3 solid plus H2O liquid ဖြစ်ပါတယ်ညမယ်နော်ကဲနောက်တစ်ခုက sam acidic oxide some acidic oxide are soluble in water အချို့သော acidic oxide တွေကတဲ့ soluble in water ရေထဲမှာပျော်ဝင်နေတဲ့ but some are not တချို့ကကြတော့ပျော်ဝင်ခြင်းမရှိပါဘူးတဲ့ဒါဆိုရင် teacher တို့ရေထဲမှာပျော်ဝင်တဲ့ oxide တွေကဘာတွေလဲ carbon dioxide ဒါလေးမှတ်ရမယ်နော် sulfur dioxide sulfur trioxide and phosphorite oxide are soluble oxide တွေဖြစ်ပါတယ် soluble oxide ဆိုတာရေထဲမှာပျော်ဝင်တဲ့ oxide မျိုးစားဖြစ်ပါတယ် white sio2 ဆိုရဲ silicon dioxide ပေါ့နော်အဲ့ဒါကတော့ is an insoluble oxide ဆိုတာရေထဲမှာပျော်ဝင်ခြင်းမရှိပါဘူးတဲ့ဒါဆိုရင်ဒီ terror soluble oxide ကဘယ်နှခုလဲ၄ခုရှိရဲ carbon dioxide sulfur dioxide sulfur trioxide နဲ့ phosphorus fire oxide insoluble oxide ရေထဲမှာမပျော်ဝင်တဲ့ oxide ကတော့ silicon dioxide ဒါလေးမှတ်ထားရပါမယ်ပြီးတော့ soluble acidic oxide တွေရ နော်ရေထဲမှာပျော်ဝင်တဲ့ soluble acidic oxide တွေက dissolve in water ရေထဲမှာပျော်ဝင်တဲ့အခါမှာ to form ဘာဖြစ်လာလဲဆိုတော့ acidic solution ဆိုရဲ acid ဂုဏ်သတ္တိရှိရဲ့ပျော်ရည်ကိုရရှိပါတယ် this solution turn blue litmus red ဟုတ်ပြီ acid ဂုံတက်တိရှိတဲ့ solution ဟုတ်မဟုတ်ကိုတခြားတော့ဘာနဲ့စမ်းသပ်လိုက်မလဲနော် blue litmus ဆက်ခုအပြာရောင်လေးနဲ့စမ်းသပ်လိုက်ရင် blue litmus red နော်အပြာကနေအနီကိုပြောင်းသွားတယ်ဆိုရင်ဒါဒီ ဘာဖြစ်လဲ acid ဂုံတက်တရှိရဲ့ solution ဖြစ်ပါတယ်။ဒါဆိုရင်ဒီကြော်ကြည့်ရအောင် sulfur trioxide plus water equal to ဘာထွက်လဲ sulfuric acid ဟုတ်ပြီနော် sulfur trioxide ဆိုတော့ zero SO3 လေးကိုသုံးသွား SO3 gas သူ့ရဲ့ formula က SO3 water H2O liquid equal to sulfuric acid H2SO4 aqueous ထွက်ပါတယ်။ နောက်တစ်ခုတစ်ချက်တော့နံပါတ်2 busy outside ကဲ busy outside ဆိုတာပါလေ a busy outside is an outside for matter ဟောဒီခါကျတော့ matter ခုနက acidic outside သည် non matter busy outside သည် matter matter outside for matter ပေါ့နော် matter outside မျိုးစားတွေဖြစ်တယ် a busy outside တွေက react with an acid busy outside ကတဲ့ acid နဲ့ဓာတ်ပြူတဲ့အခါမှာ to produce a salt and water only ဘာနဲ့လဲစားနဲ့ရေသာလျင်ထွက်ပါတယ်တဲ့ it neutralizes acid ဘာဖြစ်လဲ acid ကိုမလုပ်သွားရလဲဓာတ်ပြည့်စီရပါတဲ့ neutralize ဖြစ်သွားတာအဲ့တော့ဒီကြားရကြည့်ရအောင် sodium oxide plus hydrochloric acid dilute equal to dilute ဆိုတာကဒီကြားရောအားပြောတဲ့ acid ပေါ့နော် equal to ဘာထွက်လဲ sodium chloride plus water Na2O solid plus 2HCl aqueous equal to 2NaCl aqueous plus H2O ထွက်ပါတယ်အဲ့ဒီမှာဆိုရင်ဒီကြားတခုပြောချင်တာကဒီကြားရောနှစ်ချမ်းခွဲလိုက်မယ် formula လေးဘယ်လိုထုတ်လဲဆိုတာသိကြရင်ဟုတ်ပြီနော်အဲဒီကဆို HCl ကဆိုရင် H နဲ့ Cl နဲ့ထွက်မယ်နှစ်ချမ်းခွဲလိုက်ပေါ့နော်အဲ့တော့ तू ကစားနဲ့ရေနဲ့ထွက်တယ်လို့ပြောရတဲ့အတွက် salt ဆိုတာဒီ metal နဲ့ acid radical နဲ့ပါရမယ်ဒါကြောင့်မလို့ Na နဲ့ ဒီက NA လေးနဲ့ဒီကြတော့ဒီက CL လေးနဲ့ပေါင်းလိုက်တယ်ဒီမှာ NaCl လေးထွက်တယ်ပြီးတော့ကြံတဲ့ H နဲ့ O နဲ့ကြံတယ်ဒါကြောင့်မို့ water ဆိုတာ H2O အဲ့လိုမျိုးလေးထွက်တာပါဟုတ်ပြီနော်ကဲနောက်တစ်ခုက sun basic oxide are soluble in water basic oxide ပေါ့နော်အချို့ကတဲ့ soluble in water ရေမှာပြောရင်ね bad sun မှာနော် ဘာတွေတချို့ကကြတော့ပျော်ဝင်ခြင်းမရှိဘူးတဲ့ဘာတွေလဲပျော်ဝင်တဲ့အရာတွေက Na2O K2O ဆိုတာ sodium oxide နဲ့ K ဆိုတာဒီ potassium ပေါ့နော် potassium oxide are soluble oxide သူတို့ကဘာမျိုးစားတွေလဲ soluble ဆိုတာရေမှာပျော်ဝင်တဲ့အမျိုးစားတွေဖြစ်တယ် YMgO magnesium oxide carbon dioxide oxide CuO and silver oxide ဆိုရဲ Ag2O တွေကတော့ are not ဆိုတာဒီရေမှာပျော်ဝင်ပျော်ဝင်မှုမရှိတဲ့ insoluble oxide တွေဖြစ်ပါ ါတယ်တဲ့ sun visit outside visit outside တချို့ကတော့ react with water ရေနဲ့ဓာတ်ပြုတဲ့အခါမှာဆိုရင်ね forming hydroxide solution alkali ဟုတ်ပြီနော်ဘာဖြစ်လဲ base ကုန်တက်တိရှိတဲ့ hydroxide solution alkalis ကိုရရှိပါတယ် this solution tends any solution လေးခုနကပြောတဲ့ alkali လေးကို teacher တို့က alkali base ကုန်တက်တိရှိလားမရှိလားစမ်းသပ်ချင်နေဆိုရင်เนาะ litmus test ခုအနီရောင်ကိုစမ်းလိုက်တဲ့အခါမှာအပြာရောင်ဖြစ်ကိုပြောင်းလဲသွားတယ်ဆိုရင်ဒါသည် ။ဘာဖြစ်လဲ? base content ရှိတယ်။เนาะ alkali ထွက်တဲ့ hydroxide solution ဖြစ်ပါတယ်။အဲ့ဆိုဒီချာတို့ကအဲ့ဒီမှာဆိုရင် sodium oxide ပေါ့နော် Ne2O solid plus water equals to reaction ဖြစ်သွားတယ်ပေါ့နော် reaction ဖြစ်တဲ့အခါမှာ sodium hydroxide 2 NaOH လေးထွက်ပါတယ်အဲ့ကကြတော့ဒီချာတို့ကဒီမှာထွက်တဲ့ပုံစံလေးကလည်းအဲ့တိုင်းပဲ Na နဲ့ O နဲ့ကိုနှစ်ချမ်းခွဲလိုက်မယ် H2O ကကြတော့ဒီချာတို့က H ဆိုရဲ hydrogen နဲ့ OH ဆိုရဲเนาะအဲ radical လေးထွက်တယ်ပဲပေါ့နော်အဲ့ရဆိုရင် any က oh နဲ့လာပြီးတော့ဒီချက်ရောဘာလုံးလိုက်မလဲပေါင်းဆက်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရမလို့ naoh to naoh ဆိုပြီးတော့ဒီချက်ရောထွက်တာပါဒီကလည်း o တစ်လုံးဒီကလည်း h တစ်လုံးရှိတယ်ဒါကြောင့်မို့လို့ဒီချက်ရော to naoh sodium hydroxide ဆိုပြီးတော့ထွက်ခြင်းဖြစ်ပါတယ်နံပါတ်3 amphoteric oxide and for trade outside ဆိုတော့ခုနကဒီချက်ပြောရတယ် base quantity ရော asset quantity ရောရှိရဲ dry outside မျိုးစပေါ့เนาะ and and for trade outside ကတဲ့ it's a metallic oxide သူဒီ metallic oxide မျိုးစဖြစ်တယ် which possesses သူကပိုင်းဆိုင်ပါတယ်တဲ့ both basic and acidic properties သူက base quantity က acid quantity ကိုပိုင်းဆိုင်ပိုင်းဆိုင်ထားသူဖြစ်ပါတယ်တဲ့ it react with both acid and alkalies ဟုတ်ပြီနော်သူကဘာဖြစ်လဲ react with ဆိုတာဓာတ်ပြူရဲဘာနဲ့ဓာတ်ပြူနဲ့ acid နဲ့ကော alkali ဆိုရဲ hydroxide ပေါ့နော်ဒီနဲ့လဲဓာတ်ပြူလို့ရှိရင်နဲ့ to form ဘာထွက်လဲဆိုတော့ salt and water စားနဲ့ရေထွက်ပါတယ်တဲ့ဥပမာ example ပြောရမယ်ဆိုရင် amphotric amphotric oxide တွေကဘာတွေလဲဆိုတော့ zinc oxide ဆိုရဲ ZnO Al2O3 ဆိုရဲ aluminum oxide နဲ့ lead 2 oxide PbO တို့ဖြစ်ပါတယ် ဒါဆိုရင်တီချာတို့ကြည့်ရအောင်ဇင်းအောက်ဆိုင်ဇင်းအောက်ဆိုင်ဒီ unpolarized outside เนาะအဲဇင်းအောက်ဆိုင်နဲ့ salivary acid dilute ဇင်းအောက်ဆိုင်နဲ့ salivary acid dilute ပေါ့เนาะအပြောရဲ salivary acid နဲ့ဓာတ်ပြုတ်လိုက်တဲ့အခါမှာ gel zinc salivate plus water သူကလည်းပြောထားတယ် salt and water လို့ပြောထားတယ် salt plus water ထွက်ပါတယ် ဒါဆိုရင်အဲ့မှာထုံးစံအတိုင်းပဲ teacher တို့ဘာဖြစ်လဲ ZN ကိုကိုနှစ်ချမ်းခွဲလိုက်မယ်။ဟုတ်ပြီနော် H2SO4 ဆိုလို့ရှိရင် H နော် H နဲ့ HSO4 ဆိုပြီးတော့နှစ်ခုရှိမယ်။ဒါပေမဲ့ teacher တို့က SO4 ကိုယူပါမယ်။ H ကိုမယူဘူး။ဒီကနေပြီးတော့ SO4 ပဲထွက်မယ်ပေါ့နော်။ဒါဆိုရင် ZN SO4 ဟုတ်ပြီနော် ZN SO4 aqueous plus ဘာကြီးလဲဒီက H2 channel အတွက် H2O ဟုတ်ပြီနော်ထွက်ရင်ဒါခွဲထွက်တဲ့အခါကျဒီထက်ဒီလိုနှစ်ချမ်းခွဲပြီးလဲသွားလို့ရတယ်ဒါပေမဲ့ radical အနေနဲ့ထွက်ရင်လည်းရတယ် radical အနေနဲ့ဆိုလို့ရှိရင် H2SO4 က chapter 3မှာပြောထားပြီးသားပါဘယ်နှခုထွက်နိုင်လဲနှစ်ခုထွက်နိုင်တယ် HSO4 နဲ့ SO4 ဆိုပြီးတော့နှစ်ခုထွက်တယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုအဲ့လိုပဲ zinc oxide ဇင်းအောက်ဆိုင်နဲ့ဘာနဲ့လဲဆိုဒီယမ်ဟိုက်ဒရောက်ဆိုက်ဆိုတဲ့ဒီထဲရောအဂလီစ်နဲ့ပေါ့နော်အဂလီနဲ့ဓာတ်ပြုတဲ့အခါမှာဆိုရင်လဲ salt plus water ပဲထွက်တယ်ဆိုဒီယမ် zinc gate less water အဲ့ဟာလဲအဲ့တိုင်းပဲ Zn နဲ့ဟုတ်ပြီနော် Na2 Zn O2 aqueous plus H2O liquid ထွက်ပါတယ် Number 4 neutral oxide the neutral outside neutral outside ဆိုတာ teacher တို့ဘာကုန်တတိမမရှိရ outside မျိုးပေါ့နော်သူကကြတော့ဘယ်လိုပြောလဲဆိုတော့ neutral outside ကရဲ it's an outside မျိုးစားတစ်ခုဖြစ်တယ် which show neither the basic nor acidic character သူကဘာဖြစ်လဲ base ကုန်တတိရောနော် base မှာရှိရဝိသေသလက္ခဏာတွေရော acid မှာရှိရဝိသေသလက္ခဏာတွေရောဖော်ပြခြင်းမရှိပါဘူးတဲ့အဲ့ဒါဆို neutral outside တွေကဘယ်သူတွေလဲဆိုတော့ CO ဆိုတဲ့ carbon monoxide နဲ့ nitrogen အာ nitrogen dioxide တို့ဖြစ်ပါတယ်ဟုတ်ပြီနော် နောက်တစ်ခုနံပါတ်5ပါတော့ဆိုင်ပါအောင်ဆိုင်လို့ကြည်ရအောင်ပါတော့ဆိုင်ကကြတော့ those outside that react with an acid to give salts and hydrogen peroxide are called peroxide peroxide ဆိုတာကတဲ့နော် acid နဲ့ဓာတ်ပြုတ်လိုက်တဲ့အခါမှာအဲဒီ oxide တွေကို acid နဲ့ဓာတ်ပြုတ်လိုက်တဲ့အခါမှာ salt and hydrogen peroxide စားနဲ့ hydrogen peroxide တွေကိုရရှိပါတယ်တဲ့နော် to give ဆိုပေးပါတယ်တဲ့ alcohol ဘာလို့ခေါ်လဲဆိုတော့အဲ့ဒါကို peroxide မျိုးစားလို့ခေါ်ပါတယ်ဒါဆိုရင် peroxide တွေကဘာတွေလဲ BaO2 Na2O2 တွေဟုတ်ပြီနော် barium peroxide နဲ့ sodium peroxide ဒါဆိုရင်ဒီကျွန်တော် equation လေးကိုလေ့လာကြည့်ရအောင် barium peroxide plus sulfuric acid သူပြောထားတဲ့အတိုင်းပဲ ောက်ဆိုက်နဲ့အက်ဆစ်နဲ့ဓာတ်ပြူတယ်ဓာတ်ပြူတဲ့အခါမှာ salt plus hydrogen ပါအောက်ဆိုက်ပေးတယ်ဒါဆို salt က barium sulfate plus hydrogen ပါအောက်ဆိုက်ဟုတ်ပြီနော် barium ပါအောက်ဆိုက် BaO2 solid plus H2SO4 aqueous အဲ့ဒါမှဘာဖြစ်လဲ hydrogen sulfuric acid ကနေပြီးတော့ sulfate က barium နဲ့လာပေါင်းပြီးတော့ BaSO4 solid plus H2O2 aqueous ဖြစ်ပါတယ်ဒါဆိုရင် teacher တို့ကပါအောက်ဆိုက်တွေပေါ့နော် မာအောက်ဆိုင်မဟုတ်တဲ့ဟာတွေက O2 မြင်နိုင်ပါအောက်ဆိုင်မဟုတ်ပါဘူးဟုတ်ပြီနော်ဥပမာဆိုပါစို့ PbO2 ဟုတ်ပြီနော် PBO2 MNO2 NO2 တို့တွေကတော့တဲ့ are not parox site parox site အမျိုးအစားမဟုတ်ပါဘူးတဲ့ they do not give hydrogen parox site သူတို့က acid နဲ့ဓာတ်ပြုလို့ရှိရင်ဘာဖြစ်လဲ hydrogen parox site ကိုမပေးစမ်းပါဘူးတဲ့ on reaction with acid acid နဲ့ဓာတ်ပြုတဲ့အခါမှာဒီကောင်တွေကဘာဖြစ်လဲခုနပြောသွားတဲ့ PBO2 တို့ MNO2 တို့ NO2 တို့က hydrogen parox site ကိုမရရှိပါဘူးတဲ့နောက်တစ်ခုကကြတော့ teacher တို့နော် compound outside compound outside ကကြတော့ drop on site ပေါ့နော် a compound oxide is an oxide oxide မျိုးစားတစ်ခုဖြစ်တဲ့ formed by the combination of two different oxide combination ဆိုတာပေါင်းစပ်ထားခြင်းပေါ့နော် two different oxide ဆိုတာအော်မတူညီတဲ့ oxide နှစ်ခုကိုပေါ့နော် of the same element ဆိုရယ်တူညီတဲ့ dressing တော့ရှိတယ်ဘာဖြစ်လဲ မတူညီတဲ့အောက်ဆိုင်နှစ်ခုကိုပေါင်းစပ်ထားတာကို compound oxide လို့ခေါ်ပါတယ်တဲ့ဥမာပြောမယ်ဆိုရင် example Pb3O4 Mn3O4 Fe3O4 ခုနကသူပြောထားတဲ့စာသားလေးအရာဆိုရင် Pb3O4 ကဒီချရိုဘယ်လိုမျိုးလေးဖြစ်လာလဲ dropout oxide လို့သူကပြောထားတယ်ဒါဆိုရင်ဒီချရို dropout oxide က two different oxide မတူညီတဲ့တော့เนาะ different oxide နှစ်ခုကိုပေါင်းစပ်ထားခြင်းဖြစ်တယ်ဒါပေမဲ့ of the same elements addressing တွေကတော့တူညီရဲ့တဲ့ဒါဆိုရင်ဒီချရိုလက်ကိုစဉ်းစားရအောင်လက် ီရဲ့ oxidation နံပါတ်ဒီ lead 2 lead 4ရှိပါတယ်ဟုတ်ပြီနော် lead 2နဲ့ lead 4ရှိရဲဆိုတော့ pb 2နဲ့ pb 4ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အောက်ဆီဂျင်ဆိုတော့အောက်ဆိုက်မျိုးစားနှစ်ခုလို့ပြောတဲ့အတွက်ကြောင့် O ပေါ့နော် oxidation number က O ရဲ့ပုံမှာလည်း do ဒီဘက် O မှာလည်း do ပဲဒါဆိုရင်ဒီကောင်ကကြာတော့ပထမတစ်ခုကကြာတော့ကြည်သွားတယ်ဒုတိယတစ်ခုကကြာတော့2 ဒီဆိုတူတူအဖော်ဆိုတော့ teacher တို့ cross မြောက်လိုက်တဲ့အခါမှာ PBO2 ထွက်ပါတယ်။ဒါဆိုရင်သူပြောထားတဲ့ of the same element PBO PBO same element ဖြစ်တယ်။ဒါပေမဲ့ two different outside outside အမျိုးအစားနှစ်ခုကတော့မတူဘူး။သူ့ကိုကြတော့နာမည်ဘယ်လိုပေးမလဲဆိုတော့ let do လို့ပြောမယ်။ဟုတ်ပြီနော် let do outside ဒီဘက်ကကြတော့ဘာဖြစ်လဲ let for outside left for outside ဒါဆိုရင် teacher ကခေါ်လိုက်တဲ့အခါမှာ let do left for outside pb 3 or 4ဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်ကို2နဲ့မြှောက်လိုက်တယ်အဲ့တော့ pb ဒီနှလုံးဒီဘက်မှာတစ်လုံးဆိုတော့သုံးလုံးပြီးတော့ oxygen ကဒီမှာနှလုံးဒီမှာ o2 ဆိုတော့နှလုံးဆိုတော့စုပေါင်း၄လုံးဒါဆိုရင် 2ppo.ppo2 ဟုတ်ပြီနော်အဲ့ဒါဒီဘာဖြစ်လဲ of the same air နဲ့ two different outsides of the same element လို့ပြောထားတယ် two different outside outside နှစ်ခုမတူဘူး let two let four ဟုတ်ပြီနော်ဒါပေမဲ့ same element ဆိုတာ dressing ဒီနှစ်ခုစလုံးကတော့တူညီရယ်ဟုတ်ပြီနော်အဲ့ဒါကို compound outside လို့ခေါ်ပါတယ် pb304 နာမည်ခေါ်လိုက်တဲ့အခါကျတော့ let two let four outside လဲခေါ်တယ်တနည်းအားဖြင့် red let outside လို့လဲခေါ်ပါတယ်အဲ့ဒါလေးကိုဆက်ပြီးတော့ဒီမှာပြောထားတယ် PB304 is a compound oxide dropout oxide ဖြစ်တယ် consisting of ဘာတွေပါလဲဆိုတော့ lead 2နဲ့ lead 4 oxide တွေပါပါတယ်တဲ့ဟုတ်ပြီနော် it can be written as တနည်းအားဖြင့်ဘယ်လိုမျိုးရေးသေးလဲဆိုတော့ dye lead 2 lead 4 oxide or red lead oxide လို့လည်းခေါ်ပါတယ်တဲ့ဒီမှာလည်းသူရေးပြထားပါတယ် 2PBO.PBO2 when relat outside relat outside ကို react with dilute nitric acid nitric acid အပြော်နဲ့ဓာတ်ပြူတဲ့အခါမှာ let do outside only react with the acid to form ဘာထွက်လာလဲ let do outside ကဒါလင်းဓာတ်ပြူခြင်းဖြစ်တယ်เนาะ acid နဲ့ acid နဲ့ဓာတ်ပြူပြီးတော့ let do nitrate ဒါလင်းထွက်လာပါတယ်ကဲဒါဆိုရင်ကြည့်ရအောင် teacher တို့ relat outside မှာခုနကဒီချေပြောပြလိုက်တဲ့ pb3o4 ကိုဒီမှာတော့ compound outside အနေနဲ့ရေးထားတယ် teacher တို့ကခွဲပြီးတော့ကြည့်ရအောင် PBO.PBO2 လို့ကြည့်လိုက်မယ်။ဒါဆိုရင် Nitric Acid Dilute 4 HNO3 aqueous နဲ့ဓာတ်ပြုတဲ့အခါမှာသူကနောက်က PBO2 က left 4 oxide ဓာတ်ပြုခြင်းမရှိဘူး။ဓာတ်ပြုခြင်းမရှိဘဲနဲ့သူကဘယ်ကိုလဲဒီကိုသွားပြီးတော့တခါတည်းထွက်မယ်။ဟုတ်ပြီနော်တခါတည်းတန်းထွက်မယ်ပြီးရင် DPBO လေးနဲ့ဒါလင်းဘယ်သူနဲ့ဓာတ်ပြူခြင်းလုံးပါလဲ 4NaHNO3 နဲ့ဓာတ်ပြူမယ်ဓာတ်ပြူတဲ့အခါမှာ PB NO3 twice ဘာကြောင့်လဲ PB ဒီ let 2 2ရှိတယ် NO3 ဒီ1ဖြစ်တဲ့အတွက်ကြောင့် cross မြောက်လိုက်တာ PB NO3 twice aqueous blood H2O ဟုတ်ပြီနော် PBO2 ကတော့သူ့အတူ auto တီးတန့်ထွက်သွားမယ်ပေါ့နော် left for outside အဲ့လိုပဲ teacher တို့အပေါ်မှာပြောထားတဲ့ MN3 ho 4နဲ့ FE3 ho 4ကလည်းထုံနီးလက်ကောင်းပါပဲ MN3 ho 4ကျတော့ oxidation number ကိုစဉ်းစားမယ် magnesium ရဲ့ oxidation number ကဟုတ်ပြီနော် manganese ကဒါဖြစ်လဲ2နဲ့4ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ MnO ဟုတ်ပြီနော် Mn က2ဒီဘက်ကအောက်ဆီဂျင်ကလည်း2တူးတူးချင်းကျေသွားတော့သူ့ရဲ့ formula က MnO. ဟုတ်ပြီရောနောက်ထပ် Mn ကကြတော့2နဲ့4လို့ပြောရတဲ့အတွက်ကြောင့်မလို့ဒီချက်ရလက်အတိုင်းပါပဲ4 2ဒါဆိုရင်2 1 is 2 2 2က4ဆိုတော့ MnO2 ုတ်ပြီနော်ဒါဆိုရင်သူ့ကို MN304 ဖြစ်အောင်ဆိုတော့ရှေ့ကကောင်ကို2နဲ့မြောက်လိုက်တယ်ရမလားအဲ့တော့ Magnesium to Magnesium Oxide နောက်တစ်ခုက Fe304 Fe304 ကကြတော့ဒီကျတော့ဘာကိုကြည့်မလဲဆိုတော့ ion ရဲ့ oxidation number ကိုကြည့်မယ် ion ဒီဘာရှိလဲ FeO နှစ်ခုစလုံးရေးလိုက်ပါဒီဘက်မှာလည်း FeO ဒီဘက်မှာလည်း FeO ဟုတ်ပြီနော်ဒါဆိုရင် Fe က 2 3ရှိပါတယ်ဒီကောင်က2ဒီဘက်က3ဒါဆိုလို့ရှိရင်ဒီဘက်က2 2 2ချင်းကတော့ဂျေွားတော့ FE.FE2O3 သူကကြတော့ဒီချက်ရရှိမှာညှောက်စီရမလိုဘူး FE ဒီကတစ်လုံးနဲ့ FE နှလုံးနဲ့ပေါင်းလိုက်တော့ FE3 O ကကြတော့ဒီဘက်ကတစ်လုံးနဲ့ဒီ O3 နဲ့ပေါင်းလိုက်တဲ့အခါကျတော့ O4FE.FE2O3 သူ့ရဲ့နာမည်ကကြတော့ဒီချက်ရ Ion2 Ion3 outside လို့ပြောပါတယ်ဒါကတော့ compound outside အကြောင်းပြောထားခြင်းဖြစ်ပါတယ် chemistry in society ဒီကြတော့အခု society ဆိုတာလူမှုပတ်ဝန်းကျင်မှာပေါ့နော်ဓာတုဗေဒဘာသာရပ်ကဒီမှာဆိုလို့ရှိရင်အခုတခြားတို့သင်သွားတဲ့အရာတွေဒီဘလိုမျိုးပေါ့နော်ရှိနေလဲတခြားတို့လူမှုပတ်ဝန်းကျင်နဲ့ဘလိုရင်းနှီးမှုရှိနေလဲဆိုတာကိုပြောပြထားခြင်းဖြစ်ပါတယ် men's and animals တွေရတဲ့လူသားတွေနဲ့ပေါ့နော် man ဒီနေရာမှာလူကြီးလို့တော့ပြောလို့မရဘူးပေါ့နော်လူသားတွေနဲ့ animals တတ္တဝါတွေကရတဲ့ use oxygen from the air ဟုတ်ပြီနော်လေထဲကနေပြီးအောက်ဆီဂျင်တွေကိုအသုံးပြုကြရဲဘာလို့ရင်းနဲ့လဲ respiration ဆိုတာအသက်ရှူခြင်းနော်အသက်ရှူခြင်းလုပ်ငန်းလုပ်ခြင်းဖြင့်အောက်ဆီဂျင်တွေကိုနော်အသုံးပြုကြရဲအောက်ဆီဂျင် is used to help patient ပြီးတော့နောက်တစ်မျိုးအနေနဲ့ဒီကြောရောအောက်ဆီဂျင်က patient ဆိုတာက lunary ကိုအကူအညီပေးတဲ့နေရာမှာလဲအသုံးပြုရဲ with breathing difficulty ဘလို့ lunary လဲဆိုတော့ဒီကြောရောအသက်ရှူရန်ခက်ခဲနေတဲ့ lunary ပေါ့နော်အဲ တွတ်ဆိုရင်လည်းအောက်ဆီဂျင်ကိုအသုံးပြုပါတယ်တဲ့ပြီးတော့ mountainous and underwater ပေါ့နော်တောင်တက်သမားတွေ underwater ဆိုရင်ရေငုပ်သမားတွေပေါ့နော် diverse ပေါ့နော် underwater diverse တွေမှာဆိုရင်လည်းတဲ့ need လိုအပ်ပါတယ်ဘာလိုအပ်လဲ oxygen cylinder ပေါ့နော် oxygen ဘူးပေါ့နော်လိုအပ်တယ် with them သူတို့နဲ့အတူပေါ့နော် in aquatic habits ပြီးရဲ့အခါကျတော့ aquatic habits ကရေနေပေါ့နော်ရေထဲမှာပေါက်ရောက်တဲ့ အာအပင်နေဒါမှမဟုတ်ရင်တက်တော်ရီဥမာငါးရူပါရူပေါ့ organism တွေကလည်း use oxygen oxygen ကိုအသုံးပြုကြရတယ်ဘယ် oxygen လဲ dissolve in water ရေထဲမှာပျော်ဝင်နေတဲ့ oxygen တွေကိုအသုံးပြုကြပါတယ်တဲ့ in living organism တက်ရှိတက်တော်ရီရတဲ့ဟုတ်ပြီနော် the oxygen intake is used for the breaking down of the glucose molecule to produce energy oxygen တွေကို intake ယူလိုက်တယ် it's used for the breaking down ဘာအတွက်လဲဆိုတော့ for the breaking down of the glucose molecules glucose molecule တွေကိုပြုတ်ကွဲဖို့အတွက်ပြုတ်ကွဲပြီးရတော့ဘာလို့မှာလဲ to produce energy စွမ်းအင်တွေထုတ်ပေးဖို့အတွက်ဆိုရင်လည်း oxygen တွေကိုယူပါတယ်ပြောရမယ်ဆိုအထူးသဖြင့်ပြောရင်ဒီကျွန်တော် photosynthesis လုပ်တာပေါ့เนาะအပင်တွေက oxygen is used in steel work ပြီးတော့ oxygen ကိုဘယ်တွေမှာအသုံးပြုလဲ steel work ဆိုရဲတချို့ steel လုပ်ငန်းတွေပေါ့နော် steel ထအမြောက်များထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလည်းသုံးတယ် and oxyacetylene gas mixture ပြီးတော့ oxyacetylene oxyacetylene gas mixture ပေါ့ drenor အနေနဲ့လည်းအသုံးပြုတဲ့ဘယ်လိုနေရာမျိုးမှာလဲဆို is used for cutting and welding matter cutting ဆိုတာတန်တွေကိုပေါ့နော် ဖြတ်တောက်တဲ့ steel ကိုဖြတ်တောက်တဲ့နေရာမျိုးတွေပြီးတော့ဝရင်စော်တဲ့နေရာမျိုး welding battery ပေါ့နော်ဓာတ်တွေကိုဝရင်စော်တဲ့နေရာတွေမှာဆိုရင်လည်း oxy acetylene gas mixture ကိုအသုံးပြုပါတယ်တဲ့ ်ပြီးတော့ liquid oxygen oxygen အရေကိုကြတော့ it's carried on rockets to support the fuel bank on rockets ဆိုတာဒီကြတော့ဒုံးကြီးတွေပေါ့နော်အာအဲ့မှာဆိုလို့ရှိရင်တဲ့ to support fuel fuel ဆိုတာလောင်စာအနေနဲ့လောင်ကျွမ်းဖို့အတွက် support လုပ်တဲ့အညာမျိုးတွေမှာဆိုရင်အသုံးပြုတယ်တဲ့ပြီးတော့ oxygen is essential in combustion process ဟုတ်ပြီနော် oxygen ကတော့မရှိမဖြစ်လိုအပ်တဲ့ဘာလဲ combustion process ဆိုတာလောင်ကျွမ်းခြင်းဖြစ်စေနေမှာဘယ်လိုမျိုးလဲဆိုတော့ burning of fuels တွေလောင်စာစီတွေထုံ เนาะလောင်ကျွမ်းဖို့အတွက်ပေါ့เนาะထုတ်လုပ်တဲ့နေရာမျိုးတွေမှာဆိုရင်အောက်ဆီဂျင်ကမရှိမဖြစ်လိုအပ်ပါတယ်တဲ့ usefulness of sam outside in society it's described in the following table အရန်ကိုအသုံးဝင်နေပေါ့เนาะအသုံးများတဲ့ outside တွေကတော့တဲ့ဒါတွေဖြစ်ပါတယ်တဲ့ဘာလဲဆိုတော့ carbon dioxide ီချာရစီယိုဒူးဆိုင်ကာဗွန်နာအောက်ဆိုက်ကိုကြာဘယ်မှာအသုံးပြုလဲဆိုတော့ကာဗွန်နာအောက်ဆိုက်ကို fire extinguisher ဆိုရဲဒီချာမီတာဆေးဘူးတွေမှာအသုံးတယ် SO2 ဆိုရဲ sulfur dioxide ကိုကြာ bleaching agent ပေါ့နော်အချွန်းချွတ်ဆေးလုပ်ငန်းတွေလုပ်တဲ့နေရာတွေမှာအသုံးပြုတယ် MGO ဆိုရဲ magnesium oxide ကိုကြာတော့ lactic ဆိုရဲဒီချာဥမာပြောရမယ်ဆိုဆေးပေါ့ဝမ်ပျော်ဆေး MOM လို့ဆေးမျိုးတွေမှာအသုံးတယ် CAO ဆိုရယ် calcium oxide ကိုကြတော့ cement production ဆိုအခုဒီချက်ရောဘီလက်မြေထုတ်တဲ့စက်ရုံတွေမှာအသုံးပြပါတယ်။နောက်ခု silicon dioxide ကကြတော့ manufacture of glass ဒီချက်ရော glass တွေเนาะအော်ဖန်နေဖန်ပစ္စည်းတွေအမြောက်အများထုတ်လုပ်တဲ့နေရာတွေမှာသုံးတယ်။ PB304 ဆိုရယ်ဒီချက်ရောအော်ခုနလက်ဒူလာဖော်အောက်ဆိုက်ပေါ့နော်ရလက်အောက်ဆိုက်ကိုကြတော့ pigment use in paints paints ဆိုတာဒီချက်ရောအိမ်သုတ်ဆေးတွေ နော်တုတ်ဆေးတွေမှာဆိုရင် pigment ရောင်ချယ်ဆဲအနေနဲ့အသုံးပြုတယ်ပြီးတော့ ZNO ဆိုရဲ zinc oxide ကိုကြတော့ skin conditioner တွေဆိုတာဒီချက်တို့အခုလို lotion တွေနေပေါ့နော် cosmetic တွေပြီးသွားတဲ့အခါကျတော့ဟိုအသားရေကိုနူးညံ့စေတဲ့အရာတွေပြီးရဲ့အခါကျတော့ cosmetic ဆိုရဲအလှကုန်ပစ္စည်းတွေမှာဆိုရင် zinc oxide ကိုသုံးထားတယ်အဲ့လိုပဲ H2O2 ဆိုရဲ hydrogen peroxide ကိုကြတော့ antiseptic ဆိုရဲဒီချက်တို့နော်ဗာလဲ ပိုတက်ဆေးတွေလိုဟာမျိုးတွေပြီးတော့ hair dye ဆိုရဲတချို့အယောင်ဆိုးဆေးတွေနဲ့ and toothpick ဆိုရဲတချို့တို့သွားတိုက်ဆေးတွေမှာဆိုရင် hydrogen peroxide ကိုအသုံးပြုပါတယ်တဲ့ဒါဆိုအခု teacher တို့သင်သွားတဲ့ oxygen ပေါ့နော်5.1 oxygen ကို oxygen ကိုဘယ်လောက်ထိနားလည်ထားလဲဆိုတာကိုဒီ review question လေးကိုဖြည့်ကြည့်ရအောင်เนาะအဲ့မှာဆို number 1မှာဆိုရင်เนาะ mountainer stay နဲ့ underwater diver တွေကဘာကြောင့်ပေါ့เนาะ oxygen cylinder ကိုလိုအပ်လဲပြီးတော့ မက်ဂနီဖိုးအောက်ဆိုက်ကတဲ့ကက်တလစ်အနေနဲ့ဘာဖြစ်လို့အောက်ဆီဂျင်ထုတ်ဖော်ပုံမှာပေါ့နော်အသုံးပြုလေပြီးတော့နောက်တစ်ခုကတီချာရူခုနက example လေးတွေပြောထားတယ်အောက်ဆိုက်6မျိုးအဲအောက်ဆိုက်6မျိုးရဲ့ example လေးတွေမှတ်ပါမှတ်ပြီးွားရင် तू က class of oxide ဟုတ်ပြီနော် oxide အမျိုးအစားတွေကို तू ကဘာလို့ခိုင်းတာလဲခွဲခိုင်းတာပါကာဘူမိုနောက်ဆိုက်ဆိုဘယ် oxide ထဲပါလဲ red lead oxide ဆိုဘယ် oxide ထဲမှာပါလဲအဲ့တော့ teacher က example လေးတွေကိုတွဲမှတ်စေချင်ပါတယ် oxide 6မျိုးမှာအဲ့တော့ဒါတို့သမီးတို့ဖြည့်ဆွနိုင်မယ်လို့မျှော်လင့်ပါတယ် ဒါကတော့ key terms ပေါ့ဒီအောက်ဆီဂျင်အခန်းမှာဆိုရင်ဒီကျွန်တော်ဘာသိရမလဲခုနကအောက်ဆိုက်6မျိုးအကြောင်းကိုကောင်းကောင်းသိရမယ် and acidic oxide ဆိုရင်ဘာလဲအဓိကမှတ်ထားမှာဒီကျွန်တော် acidic oxide ဆိုလို့ရှိရင် non metallic oxide အမျိုးအစားဖြစ်တယ်သူက basic oxide နဲ့ဓာတ်ပြုတဲ့အခါမှာ source သာလင်းထွက်တယ်စားတစ်ခုမျိုးတွေထွက်တယ်ပြီးတော့ basic oxide ဒီ metallic oxide အမျိုးအစားဖြစ်တယ်သူဒီ acid နဲ့ဓာတ်ပြုတဲ့အခါမျိုးကြရင် salt plus water ဆိုပြီးတော့ထွက်တယ် ဟုတ်ပြီနော်။နောက်တစ်ခုက unfortunate outside ဆိုရသည် metallic outside သူက metallic outside အမျိုးအစားဖြစ်တယ်။ဒါပေမဲ့သူက base ဂုံတက်တီကော acid ဂုံတက်တီကောပိုင်းဆိုင်နေ။ neutral outside သည်သူက acid နဲ့လည်း w ချင်းမရှိဘူး base နဲ့လည်းဂုံ w ချင်းမရှိပါဘူး။ဟုတ်ပြီနော်။အဲ့တော့ neutral outside တွေကဘယ်သူတွေလဲ example ပေးထားတယ်နော်ရှေ့မှာ။ part outside တွေသည် acid နဲ့ w ရေ source နဲ့ဘာနဲ့ထွက်လဲ hydrogen per outside ထွက်ပါတယ်။ ကဲနောက်တစ်ခုက compound outside compound outside ကကြတော့သူက is a combination two different outside ဟုတ်ပြီနော် different outside နှစ်ခုကိုပေါ့နော်တူညီရဲ့ dressing တွေရှိရဲ့ different outside နှစ်ခုကို combination ဆိုတာပေါင်းစပ်ထားခြင်းဖြစ်တယ်အဲ့ဒါဆိုရင် teacher တို့ကအာဘယ်လိုဟာမျိုးပြောတာလဲဆိုတော့ PBO နဲ့ PBO2 ပေါ့အဲ့ဒါဆိုရင် let do let for outside ဒါသည် compound outside မျိုးစာဖြစ်ပါတယ် အခုဆိုရင်ဒီချက်က5.1အောက်ဆီဂျင်အကြောင်းလေးပေါ့နော်အောက်ဆီဂျင်ရဲ့အဲ users နဲ့သူ့ရဲ့ဘာလဲ properties တွေအကြောင်းကိုဒီချက်ပြောပြပြီးသွားပါပြီအားလုံးကိုလည်းအဲနားလည်လိမ့်မယ်လို့ဒီချက်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်